အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှကျေးဇူးပါတယ်ရှင်ဒီဗီဒီယိုလေးမှာဆိုရင်တော့ညီမကမိတ်ဆွေတို့ကိုအယောင်စင်းင်းထဲမှာမှ ကိုဖွင့်ထားတဲ့ဘောင်ထာလေးတွေကိုဘယ်လိုမျိုးအတစ်လုပ်လို့ရမယ်ဘယ်လိုမျိုးပြန်ဖြတ်လို့ရမယ်ဆိုတဲ့အကြောင်းလေးတွေကိုညွှန်ပြပါမယ်ဖြစ်ပါတယ်။ဒီတော့ညီမတို့ကဒီအယောင်ဆိုတဲ့နေရာမှာကိုရောင်းထားတဲ့ဘောင်ထာလေးကိုပြန်ကြည့်ကြည့်ရင်တော့အယောင်စရင်းထဲကနေတွားပြီးကြည့်လို့ရပါတယ်။ဒီထဲမှာဆိုရင်တော့ညီမကဒီဘောင်ထာနံပါတ်လေးကိုမှပြန်ပြီးတော့ပြင်ဆင်ခြင်းနဲ့ဆိုရင်တော့ကိုပြင်ခြင်းတဲ့ဘောင်ထာနံပါတ်လေးပေါ်မှာလာပြီးတော့အမျှလေးတင်ပြီးတော့ခဲရန်ပုံစံလေးကိုနှိပ်ပြီးတော့ညီမတို့ကပြင်ဆင်လို့ရပါတယ်ရှင်။ဒါဆိုရင်တော့ညီမကဒီနေရာမှာ customer ကဝယ်လိုက်တဲ့ပစ္စည်းမျိုးစား ားထပ်တိုးလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် customer ရဲ့နာမည်ထည့်ချင်တာပဲဖြစ်ဖြစ်စတာလေးတွေကိုညီမတို့ကပြင်ဆင်ပြီးတော့တိတ်မိဆိုပြီးတော့ရွေးလို့ရပါတယ်ဥပမာညီမတို့ကဦးအေးဆိုပြီးတော့ customer ရဲ့နာမည်ထည့်ချင်တာမျိုးဆိုလို့ရှိရင်လည်းဦးအေးဆိုပြီးတော့ညီမတို့ကထည့်ပေးလိုက်လို့ရပါတယ်ပြီးရင်တော့ညီမကတိတ်မိဆိုပြီးတော့ရွေးလိုက်လို့ရပါတယ်ရှင် ဒါဆိုရင်တော့ဒီဘောင်ချာလေးမှာဆိုရင်နာမည်က customer ရဲ့နာမည်ကဥွေးဆိုပြီးတော့ဝင်သွားမှာပါဒါမှမဟုတ်ဒီဘောင်ချာလေးကိုညီမတို့ကဖြတ်ချင်တယ်ဆိုရင်တော့ဒီဒီဘေးကအမိုက်ဘုံလေးကိုနှိပ်ပြီးတော့ဖြတ်လိုက်လို့ရပါတယ်ရှင်ညီမတို့ကအမိုက်ဘုံလေးကိုနှိပ်လိုက်လို့ဘောင်ချာလေးကပြတ်သွားရင်တော့ရောင်းထားလိုက်တဲ့အရေအတွက်လေး stock အရေအတွက်လေးကကုန်ပစ္စည်းထဲမှာပေါင်းသွားမှာပါဒီတော့ညီမတို့ကဒီမှာ stock က20ပေါ့နော်ဒီ shelf ဘူးလေးကိုဘူး20ရောင်းထားရဲဒီတော့ညီမကကုန်ပစ္စည်းထဲမှာတစ်ချက်သွားကြည့်ပြပေးပါမယ် ကွန်ပျူတာစီရင်ထဲမှာညီမတို့ရဲ့ရှက်ဘူးလေးရာဆိုရင်တော့အခု325ခုရှိပါတယ်။ဒီတော့ညီမတို့ကဒီပေါင်းချလေးကို ဖြတ်လိုက်မယ်ဆိုရင်ဥအေးဝယ်သွားတဲ့ရှက်ဘူးလေးက20ပါ။ဒီတော့ဒီပေါင်းချလေးကိုဖြတ်လိုက်လို့ရှိရင်ခုနက300နဲ့အစိမ်းမှာညီမတို့က345ခုဆိုပြီးတွေ့ရမှာပါ။ညီမဖြတ်ပြပြပါမယ်ရှင်။ဖြတ်ချင်ရင်တော့ဒီကဒလီကီးလေးကိုနှိပ်ပြီးတော့ဖြတ်မိကိုရွေးလို့ရပါတယ်။ ဒါဆိုရင်တော့ကွန်ပျူစီစရင်းထဲမှာတွားကြည့်လိုက်ရင်တော့ညီမတို့ရဲ့ရှက်ဘူးလေးကခုနကကြည်တုံးက325ဘူးပါအခုတော့345ဘူးဆိုပြီးတော့ပေါင်းချကိုအယောင်ပေါင်းချပြန်ဖြတ်လိုက်ရင်တော့ story ကိုပြန်ပြီးတော့ပေါင်းသွားပြီးပါတယ်ရှင်။ဒီတော့ညီမတို့ကကိုယ့်ရဲ့ပေါင်းချလေးကိုပြင်ကျင်တယ်ဆိုလို့ရှိရင်တော့ပြင်ကျင်တဲ့ပေါင်းချလေးပေါ်မှာညားလဲလာတင်ပြီးတော့ခဲတံပုံစံလေးကိုနှိပ်ပြီးတော့ညီမတို့ကပြင်လို့ရပါတယ်။တကယ်လို့ဖြတ်ချင်ရင်တော့ဘေးနားကအမိုက်ပုံးလေးကိုနှိပ်ပြီးတော့မှဖြတ်လို့ရပါတယ်။ဒီလိုမျိုးဖြတ်လိုက်ရင်တော့ store အရေးအတွက်လေးတွေကပေါင်းသွားပြီးမှဆိုတာတော့ တည်ပေးရမှာပဲဖြစ်ပါရဲ့ရှင်အားလုံးပဲကာယအကျဉ်းတော်နေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်